ဇလန်းရဲ့အဆမှာတော့မော်နီကာဘရောင်းဆိုတဲ့မျိုးသမီးတယောက်ကမိုင်းကောင်တီဆိုတဲ့လူသက်မှုတစ်ခုမှာတဦးသီးသောအသက်ရှင်ကြရင်သူဖြစ်တဲ့ဗီတိုရီယာဟေးကိုအင်တာဗျူးနေခဲ့ပါတယ်။အသက်ရှင်ခဲ့ပေမဲ့လည်းဗီတိုရီယာရဲ့မျက်နှာကလူယုံမပေါ်တော့တာမို့ကိုယ့်မျက်နှာကိုမြင်ရခြင်းဘယ်လိုခံစားရလဲဆိုတာကိုမေးနေခဲ့ပြီ။နောက်ဆုံးမေးခွန်းအနေနဲ့ခင်းမတွေ့ခဲ့ရတဲ့လူသက်သမားရဲ့အလောင်းကပျောက်သွားတာမို့တကယ်ပဲသိသွားတာရောဟုတ်ရဲ့လားလို့မေးခွန်းထုတ်ခဲ့တယ်။ ဒါကိုဟေးကလည်းလူသက်သမားဖြစ်တဲ့လူပြက်ကောင်တေးသွားတာကိုသူကိုယ်တိုင်မြင်ခဲ့တာမို့ဟုတ်တယ်လို့ပြန်ဖြေလိုက်ချိန်မှာတော့ဒါကိုကြည့်နေတဲ့လူပြက်ကောင်ကစိတ်တူပြီး TV ကြီးကိုရိုက်ခွဲပစ်လိုက်ပါတယ်တဖက်မှာလည်းအင်တာဗျူးပြီးသွားပြီမို့မော်နီကာကနားနေခဲမှာသူ့ရီးစားကိုဟေးနဲ့အင်တာဗျူးလုပ်ရတာဘလောက်တောင်ရင်ထည့်ရတယ်ဆိုတဲ့အကြောင်းတွေပြောပြရင်အလှအရပြင်နေခဲ့ပါတယ်။သူ့ကောင်လေးကိုလည်းသူသာအိုက်လို့ပုံပြပန်းပြဖြစ်သွားရင်အသက်ရှင်ခွင့်မပေးဘဲတက်ပစ်လိုက်ဖို့ပြောနေခဲ့ပြီးအဲ့ဒီအချိန်အဝတ်တွေထားတဲ့နေရာကနေအတန်တန်ကြားတာနဲ့သူမှလည်းတယောက်ယောက်ရှိနေတာလားဆိုပြီးစိတ်ထင်သွားတယ်။ ဒါနဲ့သူမလည်းအဝတ်တင်နာကိုယင်တထိတ်ထိတ်နဲ့သွားနေခဲ့ပြီးအဝတ်လဲကိုဖျက်ခနဲဆွဲလိုက်တယ်။ဒါပေမဲ့လည်းဘသူမှရှိမနေတာမို့စိတ်အေးသွားခဲ့တဲ့အချိန်မှာဘေးကနေဟေးပေါ်လာပြီးသူမရဲ့မျက်လုံးတွေကိုသူ့ရဲ့လက်ကြီးနဲ့နှိုက်လို့ဖောက်ထုတ်ပစ်လိုက်ပါတယ်။အဲ့လိုကနေမှမော်နီကာရဲ့အင်ကြီးဖြူအောင်ဟာလည်းသွေးတွေကြောင့်အနီရောင်ကိုပြောင်းသွားခဲ့ပြီးသူမရဲ့မျက်နှာကလည်းဟေးလိုမျိုးရုပ်ပြက်ဆင်းပြက်ဖြစ်သွားခဲ့တော့တယ်။ဒီလိုတွေမဖြစ်ခင်လွန်ခဲ့တဲ့တစ်နှစ်ဟောလုံးဝင်းညတညမှာတော့ဒေါင်းနဲ့တာရာလို့ခေါ်တဲ့ကောင်မလေးနှစ်ယောက်ကအရက်တွေမူးအောင်တောက်ထားပြီးကားရထားတဲ့နေရာကိုလမ်းလျှောက်ပြန်လာခဲ့တယ် ဒေါင်းကသူကားမောင်းမဲ့ပြောတာနဲ့တာရာကလည်းသူတို့မူးနေတာမို့မောင်းလို့မရဘူးဆိုပြီးအနီးနားမှာရှိတဲ့ဆိုင်ဆိုင်မှာအမှုပြေမုတ်တခုဝင်စားဖို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲအထုပ်ကြီးတစ်ထုပ်ကိုထမ်းလာတဲ့လူပြက်ကောင်ကသူတို့နဲ့မနီးမဝေးကနေကြောက်စရာကောင်းအောင်စိုက်ကြည့်နေတာကိုမြင်လိုက်ရတာမို့တာရာတယောက်ကြက်သိန်းတွေထားနေခဲ့တော့တယ်။ မမူးလွန်နေတဲ့ဒေါင်းကတော့လူပြက်ကိုမြင်တာနဲ့ဟောလုံးဝင်းနေမှုဝစားထားတဲ့လူလိုပဲထင်ပြီးအတန်ဆာဆာလေးနဲ့လှမ်းနှုတ်ဆက်နေခဲ့တယ်။ဒါကြောင့်တာယာလည်းဒေါင်းကိုအမြန်ဝင်တားလိုက်ပြီးဘာရီရှောက်အော်နေရလဲပြောနေတော့ခုနကသူတို့ကိုစိုက်ကြည့်နေတဲ့လူပြက်ဝတ်ဆောင်တဲ့လူကရက်နေတဲ့နေရာမှာမရှိတော့ပဲပျောက်သွားခဲ့တယ်။ ဒါနဲ့သူတို့လည်းကိစ္စပြီးပြီထင်ပြီးအနီးနားကညာတီဖွင့်တဲ့ဆိုင်ဆိုင်မှာပီဇာမှားထားပြီးစားပြီးမှအိမ်ပြန်ကြဖို့အတွက်ထိုင်နေခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲလူပြက်ကောင်ကပီဇာဆိုင်ထဲကိုဝင်လာပြီးတာဘာကိုခူးနားကားလိုပဲစိုက်ကြည့်နေတာပေါ့။တာဘာလည်းစိတ်ထဲမှာမတုံမတန့်ဖြစ်နေခဲ့တော့တယ်။ဒါကိုမကြောက်လန့်တဲ့ဒေါင်းကတော့လူပြက်ကောင်စီကိုထွက်သွားပြီးတပုတ်တွေပါအတူရိုက်လို့လိုင်းမဟုတ်တော့တင်လိုက်ပါသေးတယ်။အဲ့ဒီမှာပဲလူပြက်ကသူ့ရဲ့ကြောက်စရာကောင်းတဲ့အကြည့်ကြီးကိုဖော်ဖော်ရွရွပုံစံဘက်ကိုပြောင်းလိုက်ပြီးတာဘာကိုလက်စွပ်တစ်ကွင်းတောင်ဒူးထောက်ပြီးပေးခဲ့ပြန်တယ်။ ဒါကိုဒေါင်းကတော့သဘောကျနေခဲ့ပြီအဲနောက်လူပြက်ကခတ်တီတီနဲ့ဆိုင်ရဲ့အနောက်ဘက်ကိုဝင်သွားခဲ့တယ်ဒေါင်းကတော့လူပြက်ကအန်နေမရှိပါဘူးလို့ပြောနေခဲ့ပေမဲ့လေတာဘာကတော့သူ့စိတ်ထဲမှာမတုံးမတန့်ခံစားနေရတော့မို့လူပြက်ယူလာတဲ့အိတ်ကြီးထဲမှာဘာတွေရှိမလဲလို့မှန်းကြည့်နေခဲ့တယ် ဲ့ဒီချိန်မှာပဲဆိုင်ရှင်ကဆိုင်နောက်ထဲဝင်သွားတဲ့လူပြက်ကိုဂုတ်ကဆွဲပြီးကြမ်းကြမ်းတမ်းတမ်းစကားတွေပြောလို့ဆိုင်ပြင်ကိုသူ့အထုပ်ကြီးနဲ့သူနှင်ထုတ်လိုက်ပါတယ်။အဲ့လိုကနေမှတာရာတို့နှစ်ယောက်လည်းဆိုင်ရှင်နဲ့လူပြက်ကြားဘာကိစ္စဖြစ်သွားတာလဲလို့သိချင်သွားပေမဲ့လည်းသူတို့ကိစ္စမဟုတ်တာမို့ပီဇာကိုသာခတ်တွတ်တွတ်စားပြီးကားရှိရာကိုပြန်လာခဲ့ကြတယ်။အဲ့ဒီမှာပဲကားရဲ့ဘိန်းလုံးကကွဲနေတာမို့တာဝါလည်းကားမောင်းလို့မရတော့တာနဲ့သူ့အမဗစ်တိုးရီးယားစီကိုဖုံးဆက်ပြီးသူတို့ကိုလာခေါ်ပေးဖို့ပြောတယ် တစ်ဖက်မှာလည်းလူပြက်လောက်သွားတာကြောင့်အင်တာတစ်ခုလုံးမဆင်တွင်နဲ့ပေနေတာမို့ Cyber Shin Steve ကဆိုင်ကားဝန်ထမ်းကောင်လေးကိုမဆင်ရှင်းခိုင်းထားပါဗါးဝန်ထမ်းလည်းမောက်ကင်နဲ့လက်ကိုမှမဆင်ရှင်းခိုင်းရတယ်ဆိုပြီးပွားစီပွားစီပြောရင်မိဖို့ခံဘက်ကိုလာခဲ့ရတာနဲ့ဇပွဲပေါ်မှာ Cyber Shin ရဲ့ပြက်နေတဲ့ခေါင်းကြီးကိုတွေးလိုက်ရတာမို့လမ်းဖြန့်သွားခဲ့တယ်အဲ့ဒီမှာပဲဓာတ်ခိုင်ထားတဲ့လူပြက်ကဝန်ထမ်းကိုလည်းအလွတ်မပေးပဲလက်ကိုဖြတ်ပစ်လို့ပါးကိုဓာတ်နဲ့ထိုးချလိုက်ပြီးမျက်နှာတစ်ခုလုံးသွေးတွေနဲ့ညီရဲသွားတဲ့အထိရဲရဲဆက်ဆက်နှိပ်စက်ရင်တတ်နေခဲ့ပါဗါး တဖက်မှာလည်းတာရာကကားဘင်းကိုဖောက်တဲ့လူကခုနကလူပြက်ဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့စကားကိုပြောနေတာမို့အစကပေါ့ပေါ့ပဲသဘောထားခဲ့တဲ့ဒေါင်းတော့ကြက်သိန်းတွေထလာခဲ့တော့တယ်။ဒါနဲ့သူတို့လည်းအဲ့ဒီအကြောင်းကိုဆက်မပြောဘဲနေလိုက်ချိန်မှာတော့တာရာကတောက်တာလွန်ပြီးအပေါ့သွားချင်လာတာနဲ့သူ့အမလာဖို့ကလည်းလူသေးတာမို့ထားမရပြုမရနဲ့အကြံအိုက်နေခဲ့တယ်။ ဒါကိုသိတဲ့ဒေါင်းကလည်းတာမလုံလောက်ဘူးအထင်နဲ့ကြောက်စရာကောင်းတဲ့အိမ်ရှိမှရက်နေတယ်ကတုံးတဲ့လူကိုပြောပြီးအဲ့ဒီအိမ်ထဲမှာသွားပေါက်ဖို့ပြောတာနဲ့တာပါလည်းချက်ချင်းပဲကားပေါ်ကနေပြေးဆင်းသွားခဲ့ပြီးကတုံးကို "तू အပေါ်သွားခြင်းလို့ကူညီပါ"လို့ပြောတယ်အစကတော့ကတုံးက "तू ပိုင်ရှင်မဟုတ်လို့မရဘူးလို့ပြောပေမဲ့လည်းဒေါင်းကကားပေါ်ကနေကူညီလို့နင့်နာစရာမရှိဘူးနော်"လို့အထပေါက်ပေါက်နဲ့လှမ်းပြောလိုက်တာမို့ကတုံးလည်းဝင်ခိုင်းလိုက်တယ် ကရုံးကသူမကြခင်အိမ်ထဲမှာရှိရကြွက်တွေကိုပိုးသက်စီဖြန်းမှာမို့မြန်မြန်လှုပ်ဖို့ပြောတာနဲ့တာပါလဲကြွက်ဆိုတဲ့အတန်ကြတော့စိတ်ထဲမှာအပေါ်သွားရမှတော့အင်တင်တင်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့လည်းကိစ္စကထိတ်ဝါရောက်နေပြီမို့ကြောက်စရာကောင်းတဲ့အိမ်ကြီးတဲ့ကညပတ်နေတဲ့အိမ်သာခန်းထဲမှာစိတ်မလုံခြုံစွာနဲ့ပဲအပေါ်ဆုံးမှုလုပ်ရတော့တယ်။ တစ်ဖက်မှာလည်းကားပေါ်မှာနေခဲ့တဲ့ဒေါင်းကရေဒီယိုကနေညပိုင်းထုတ်လွှင့်တဲ့သတင်းကိုနားထောင်နေခဲ့ပြီးသတင်းထဲမှာတော့ခုညတွင်မှာပဲပီဇာတိုင်းစဆိုင်မှာနှလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းနဲ့အဲ့လူသတ်မှုမှာတန်တရားရှိသူကအဖြူမဲဝတ်ဆောင်ဝတ်ထားတဲ့လူပြည့်ယုံတဲ့လူဖြစ်တယ်လို့ဖြစ်ပါတယ်ဒီသတင်းကိုကြားတော့ဒေါင်းလည်းသတင်းထဲမှာပါတဲ့ပီဇာဆိုင်ကသူတို့ခုနကသွားစားခဲ့တဲ့ဆိုင်ဆိုတာကိုသိသွားပြီးလူပြည့်ယုံဆိုတဲ့လူကိုလည်းသူခုနကဓာတ်ပုံတွေ့ရိုက်ခဲ့တဲ့လူလားတေချာချင်တာနဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တယ် အဲ့ဒီချိန်မှာပဲကားတကားဖွင့်ပြီးကားဘောက်ကိုလူတယောက်တက်လာတာနဲ့သူမှလည်းသူမတန်ငယ်ချင်းတာရာထင်ပြီးခုနကသူနားထောင်နေတဲ့သတင်းအကြောင်းပြောပြနေတယ်။ဒါပေမဲ့လည်းတကယ်တမ်းကျကားဘောက်ကိုတက်လာတဲ့လူကလူပြက်ရောက်တဲ့လူဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းတာရာကအပေါ်သွားပြီးတာကိုချက်ချင်းကားစီမပြန်လာသေးပဲအင်ဂျီထဲရှောက်ကြည့်ရာကနေခလေးပွေပြီးလာနေတဲ့မိန်းမကိုတွေ့လိုက်ရတယ်။ မိမရဲ့ပုံစံကနည်းနည်းစိတ်ကြစားဆန်နေတာမို့တာပါလဲသူ့ကိုအန်နေပြုမှဆိုးနေခဲ့ပေမဲ့သူမချီထားတဲ့ကလေးကိုကြည်လိုက်တော့အယုတ်ဖြစ်နေတာမို့ကလေးစိတ်နဲ့ပုံမှန်မှောက်တဲ့လူတယောက်မှန်းသိသွားပြီးစကားကောင်းကောင်းပြောလို့ချက်ချင်းပဲထွက်လာခဲ့တယ်အဲ့လူကနေတနင်္လာရောက်တော့ဓာခိုင်ထားတဲ့လူပြက်ကိုတွေးလိုက်ရတာမို့သူမလည်းကြောက်လန့်သွားပြီးထွက်ပြေးရကနေကားတွေအများကြီးရှိတဲ့အိမ်ထဲကနေရာတစ်ခုကိုရောက်လာခဲ့ပြန်တယ်လူပြက်ကလည်းအဲ့ဒီကားတွေကြားထဲမှာသူမကိုလိုက်ရှာနေတာမို့သူမလည်းမတွေ့သွားအောင်ရင်တထိတ်ထိတ်နဲ့ပုန်းနေခဲ့ရပြီးမြင်သွားမှစိုးရတယ်ကိုကိုဝှေးချနေလိုက်ပါတယ် အဲ့လိုကနေမှလူပြည့်ရဲ့ခြေထောက်ကိုကားအောက်ကနေမြင်နေရပြီးခြေထောက်ကသူမရှိရဲ့နေရာနဲ့စန့်ကျင်ဘက်ကိုထွက်သွားတာမို့သူမလည်းပုံနေရာကနေထွက်လာခဲ့ပြီးလူပြည့်သွားရကိုလိုက်ကြည့်ခဲ့တယ်။ဒါပေမဲ့လည်းလူပြည့်ကိုမတွေ့ရတာမို့ရှာကြည့်နေတော့အနောက်ကနေသူမရဲ့ခြေထောက်ကိုဓာတ်နဲ့တဆော့ဆော့ထိုးနေတဲ့ခံစားချက်ရလာပြီးဓာတ်ကင်ထားတဲ့လူကလူပြည့်ဖြစ်နေခဲ့တော့တယ်။ သူမလည်းနာလုံးနာနဲ့လူပြက်ကိုရှိသမျှအားနဲ့ပါးရီဆင်းရိုက်ချလိုက်တာမို့လူပြက်လည်းစိတ်တူသွားပြီသူမအပေါ်ကိုအုံမိုးလို့လဲပင်းညစ်ပြီးမျက်လုံးတွေကိုဖောက်ယူဖို့လုပ်တယ်ဒါနဲ့သူမလည်းအနားမှာကြားနေတဲ့ဓားကိုလှမ်းယူလိုက်ပြီးလူပြက်ရဲ့လက်မောင်းကိုထိုးလို့တွန်းဖက်ပြစ်လိုက်ပြီးတကားပေါက်ရှိရာကိုပြေးထွက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းတကားကအသေးပိတ်နေတာမို့သူမလည်းမလွတ်နိုင်သေးတာနဲ့အကွက်နေရာတစ်ခုမှာလက်နက်တစ်ခုကိုကိုင်းလို့ဝင်ပုန်းနေလိုက်ပြီးလိုက်ရှာနေတဲ့လူပြက်သူ့အနားရောက်လာချိန်မှာတော့တန်တူတန်စားတစ်ခုကိုကောက်ယူပြီးလူပြက်ထွက်သွားအောင်အဝေးကိုလွှင့်ပြစ်လို့အတန်ပေးလိုက်တယ် လူပြက်လဲအတန်လာရကိုထွက်သွားတာမို့သူမလဲအဲ့တော့မှတပြင်းချနိုင်သွားပြီသူချက်တော့ကသွေးဆုံနေတဲ့တန်ရကိုစိုက်ကြည့်မိနေပါတယ်အဲ့နောက်တော့အင်ကြီးတဲကနောက်ထပ်တနေရကိုထွက်ပြေးလာခဲ့ပြီဖုန်းကိုတွေ့တာနဲ့ရက်စကန်စီကိုစက်ကြည့်ပေမဲ့လဲဖုန်းလိုင်းတွေကပြတ်တောက်နေတာမို့သူမလဲအကြံအိုက်သွားခဲ့တယ်အဲ့ဒီအချိန်မလန်းမကန့်မှာလက်ချက်တက်ပြီးအလုံးလုံးနေတဲ့ကရုံးကိုတွေ့တာနဲ့တာလဲအာကုတ်တကြီးနဲ့အော်ခေါ်လိုက်ပြီးအကူကြီးတောင်းလိုက်တယ် ဒါပေမဲ့လည်းကံမကောင်းကျင်တော့အဲ့ဒီအချိန်ကိုမှလူပြက်ကဝင်ဖြက်စီးပြီးတာရဲပါဇက်ကိုအုပ်လို့နိုင်ရန်တစ်ဖက်ကိုဆွဲခေါ်သွားတာမို့အော်လိုက်တဲ့အတန်ကြားလို့နောက်လှည့်ကြည့်တဲ့ကတုံးလည်းဘယ်သူမှမတွေ့တာနဲ့သူစိတ်ချနေတာပဲလို့တွေးမိသွားတယ်။ဖန်းခံလာရတဲ့တာကလည်းလူပြက်ရဲ့မေးစေးပေးတာကိုခံလိုက်ရပြီးတတိပြန်ရလာတဲ့နောက်တော့ထိုင်ကုန်တစ်ခုပေါ်မှာပါဇက်ပိတ်ပြီးဖန်းခံထားရတာကိုသိလိုက်ရတယ်။ဒါနဲ့သူလည်းအသိဉာဏ်ကံပြီးလွတ်အောင်လုပ်တော့ဘေးမှာရှိနေတဲ့လူပြက်ကလူသက်လက်နှက်တွေတစ်ခုပြီးတစ်ခုထုတ်ပြလို့တာရာကိုကြောက်စိတ်တွေတစားပြီးတစားတိုးလာအောင်ခြောက်လန့်နေခဲ့ပါဗါး အဲ့နောက်တော့ရှေ့တက်တက်မှာရှိနေတဲ့ Leica ကိုဖယ်ပြလိုက်တာမို့ Leica နောက်မှာအောက်ခံဘောင်းမီတစ်ထည့်တည်းနဲ့တွဲလောင်းချိတ်ခံထားရတဲ့ဒေါင်းကိုတွေးလိုက်ရတယ်။သူ့တန်ငယ်ချင်းအဖြစ်ကိုမြင်တော့တာဝါတယောက်ပိုလို့တောင်စိတ်တွေပူထူလာပြီးဒေါင်းကလည်းသူ့ပုံစံအဲ့လိုဖြစ်နေတာမို့ကြောက်လန့်တဲ့ကြီးနဲ့လွတ်မလားဆိုပြီးအော်ဟစ်နေပါတော့တယ်။ ဒါကိုလူပြက်ကပိုးအောင်စေချင်တာနဲ့တခုတည်းရှိနေတဲ့အောက်ခံဘောင်းမီကိုပါဆွဲချွတ်လိုက်ပြီးပောင်ရင်းကနေစလို့ခန္ဓာကိုယ်အလဲတက်တဲ့ကိုနှစ်ချမ်းဖြစ်သွားအောင်လွှာကြီးနဲ့တအားရှိမှနေရဲရဲဆက်ဆက်ဖြစ်ပြလိုက်ပါတယ်။ဒါပါလဲဘလို့မှအောင်ရင်းမနေနိုင်တော့ပဲကြောက်စိတ်တွေဝင်လာတာမို့သူ့လက်မှာကတ်ထားတဲ့တိတ်တွေကိုအတင်းရုံးကန်ဖြုတ်ပစ်တာနဲ့လက်ရန်းကြီးတစ်ခုလုံးကျွတ်ထွက်သွားပြီးတိတ်တွေကိုဖြီလို့ရသွားတယ်အဲ့နောက်တော့တာဝါလဲခြေထောက်ထောင်းနဲ့ထောင်းနဲ့နဲ့ဖက်ပြေးသွားခဲ့ပြီးလူပြက်ကလည်းအနောက်ကနေဓာတ်တလက်နဲ့လိုက်နေတာမို့တနေရာမှာဝင်ပုံးလိုက်ရပြန်တယ် အဲ့လိုကနေလိုက်ရှာနေတဲ့လူပြက်လဲတာဟာကိုမျက်ခြေပြတ်သွားခဲ့ပြီတဏျာတဲကိုပဲတဲကြီးမဲကြီးရှာနေချင်းအနောက်ကနေပေါ်လာတဲ့တာဟာကသူ့လက်မှာကင်ထားတဲ့ဒုံးနဲ့လူပြက်ကိုအဆက်မပြတ်ထုရိုက်တော့တယ်လူပြက်လဲတာဟာရိုက်ချက်အောက်မှာလဲကျသွားတာမို့တာဟာလဲသူနိုင်တော့မယ်ထင်ပြီးစိတ်တွေတက်ကြွလာတာနဲ့လူပြက်ကိုစိန်ခေါ်လိုက်တယ်ဒါပေမဲ့လေဒုတိယပလန်တွေအများကြီးစဉ်းစားထားတဲ့လူပြက်ကသူ့ဖက်နယ်ကြားမှာဖွက်ထားတဲ့တနတ်ကိုထုတ်လိုက်ပြီးတာရဲ့ဒဏ်ရာရတဲ့ချက်တော့ကိုမပြေးနိုင်တော့အောင်ပြစ်ထည့်လိုက်ပါတယ် ခြေထောက်မလှုပ်ရှားနိုင်တော့တာတော့သွားသွားပြီးပြေးနေသေးတဲ့တာပါကိုကြည့်မရဖြစ်တာနဲ့လူပြက်လက်ဘိုက်ကိုနောက်တစ်ချက်ပြစ်ထည့်လိုက်ပြီးမျက်နှာတက်တဲ့ကိုတော့တနတ်နဲ့အချိန်ပေါင်းများစွာပြစ်နေခဲ့ပါတယ်။အဲ့လိုကနေကြီးစံကုန်သွားတာနဲ့ကြီးစံသွားပြန်ယူမှာတော့တာပါကိုလာကြိုတဲ့အမဗစ်တိုရီးယားရဲ့ဖုံးဝင်လာပြီးသူအိမ်ရှိကိုရောက်နေပြီးမှဘမာလဲလို့မေးတဲ့စာပါဝင်လာခဲ့တယ်။ဒါနဲ့လူပြက်လက်ဒေါင်းပုံစံနဲ့တာပါနေမကောင်းဖြစ်နေတာမို့အိမ်နောက်ဘက်ကိုလာခဲ့ဆိုပြီးစာပို့လိုက်ရတာကနေဗစ်တိုရီးယားလက်တကယ်ထင်ပြီးလိုက်လာခဲ့တယ်။ တဖက်မှာလည်းစိတ်မနှမ်းတဲ့ကလေးအမေကကရုံးကိုတွေ့တော့အားကိုးတကြည်နဲ့သူတို့အိမ်နောက်ဖက်မှာကောင်မလေးနှစ်ယောက်တည်နေတဲ့အကြောင်းနဲ့လူသက်သမားကိုလည်းသူမြင်ခဲ့တဲ့အကြောင်းပြောပြီးရဲကိုဖုံးဆက်ပေးဖို့အကူအညီတောင်းတယ်ကရုံးလည်းစိတ်မနှမ်းတဲ့သူပြောတာမို့ကြောင်တောင်စကားပဲထင်ပြီးခလေးမေကိုတွန်းလှုပ်လို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းကျူတင်ကာကွယ်တာကပိုးရဲမရှိတာမို့သူလည်းသူတို့ဌာနကိုဖုံးဆက်နေတော့အနောက်ကနေလူပြက်ရောက်လာပြီးသူ့ရဲ့ပြောင်နေတဲ့ခေါင်းကိုမှတူကြီးနဲ့ရိုက်ချလိုက်တော့တယ်။ အဲ့လိုကနေကရုံးမေးလဲသွားချိန်မှာတော့ဆက်ထားတဲ့ဖုန်းထဲကနေသူ့ရဲ့လုံပေါ်ကင်ဘတ်တယောက်ရဲ့အတန်ကထွက်လာပြီ။ဘာကိစ္စဆက်တာလဲဘာညာမေးနေတာနဲ့လူပြက်လဲအဲ့ဒီဖုန်းကိုပါတူနဲ့ထုရိုက်လိုက်တယ်။တစ်ဖက်မှာလဲခလေးအမေကသူ့ရဲ့တကယ်မဟုတ်တဲ့ခလေးကိုလူသက်သမားတတ်မှာဆိုတာနဲ့စိတ်ပူပြီးပကတ်စီကိုပြေးသွားခဲ့ပေမဲ့လဲပကတ်ထဲမှာခလေးမရှိတာမို့ရင်းတွေပူသွားခဲ့တယ်။အဲ့လိုကနေလိုက်ရှာတော့လူပြက်ရဲ့လက်ထဲမှာရှိနေတဲ့သူ့ခလေးကိုတွေးလိုက်ရပြီလူပြက်ကလည်းအယုတ်ကိုခလေးတယောက်လိုထွေးထွေးပွပွနဲ့ချီနေတာမို့ခလေးမေလည်းလူပြက်စီမှာကျင်နာတတ်တဲ့နှလုံးသားရှိတာပဲဆိုပြီးထွေးပွပေးနေခဲ့ပါတယ် တစ်ဖက်မှာလည်းဗစ်တိုးရီးယားကအိမ်နောက်ဘက်ကိုရောက်လာပြီးသူညမစီကိုဖုံးခေါ်တာမရတာနဲ့ဒေါင်းဖုံးကိုခေါ်လိုက်တော့ဖုံးတန်ကတနည်းမှမြည်နေတာကိုကြားသွားတယ်။ဒါနဲ့သူလည်းအတန်လာယာကိုရှောက်ကြည့်မိတော့ဒေါင်းထုံးနေထားတဲ့နှစ်ချမ်းကွက်ပြီးပပတ်ဆက်ဆက်တည်နေတဲ့ဒေါင်းကိုတွေးလိုက်ရတာမို့ထိတ်လန့်သွားပြီးချက်ချင်းပဲထွက်ပြေးလာခဲ့ပါတယ်။အဲ့လိုကနေအိမ်ပြင်ကိုထွက်လာနိုင်ခဲ့ပြီးလမ်းကြားလေးတစ်ခုကိုတွေ့တာနဲ့သူညမမြန်ရှိနေမလားဆိုပြီးစိတ်ပူလာနဲ့လမ်းကြားထဲကိုဆင်းကြည့်လိုက်တယ်။ အဲ့ဒီမှာမိမတရားမျက်နှာမဖော်ပဲသွေးပိနေတဲ့လက်ကြီးနဲ့သူမကိုအကူကြီးတောင်းနေတာမို့သူမလည်းတာရာထင်ပြီးရဲစခန်းကိုဖုံးဆက်နေရကနေရင်ဘက်ကိုအလီးခံထားရလို့သွေးတွေထွက်နေတဲ့စိတ်မနှမ်းတဲ့ကလေးမေရဲ့ကဲပါဆိုတဲ့အတန်ကိုကြားလိုက်ရတာမို့လမ်းဖြန့်သွားတယ်။အဲ့ဒါပြင်သူညမတာရာထင်နေခဲ့တဲ့သူကလည်းသူညမမဟုတ်ပဲလူပြည့်ယုံတဲ့လူဖြစ်နေတာမို့ဗီတိုရီယာလည်းပိုလို့တောင်ထိတ်လန့်သွားပြီးအပေါ်ကိုပြေးတက်သွားတော့တယ်။ စိတ်မနှမ်းတဲ့သူရဲ့ရင်ဘတ်ကိုယူထားတဲ့လူပြက်ကလည်းသပင်တူကြီးကိုခေါင်းမှဆွလို့နောက်ကနေကနော့ကနေရနဲ့လိုက်လာခဲ့ပါတယ်။ဒါကြောင့်ဗီဒိုယူရတဲ့တကားပေါက်ရှိရာကိုထွက်ပြေးပေမဲ့လည်းတကားတွေကတော့ရင်းနဲ့ခတ်ထားတာမို့ဖွင့်မှုအချိန်မရှိတာနဲ့လုံခြုံမဲ့ထင်တဲ့ဗီဒီယိုတစ်ခုတည်းကိုဝင်ပုံးလိုက်တယ်။ဗီဒီယိုရဲ့ချောင်းကြီးပေါက်ကနေလူပြက်လာကိုကြည့်နေခဲ့ပြီးလူပြက်ကလည်းသူ့ကိုကြည့်နေတဲ့ဗီဒီယိုထဲကမျက်လုံးလေးကိုတွေ့သွားတာမို့အနီးကဖျဲချောင်းနေခဲ့ပြီးဗီဒီယိုတကားကိုလည်းတရုံတုံးနဲ့ထူးရိုက်နေခဲ့တယ်။ ဲ့ဒီချိန်မှာပဲအပြင်ဘက်ကနေကာဟွန်တီးတန်ထွက်လာတာမို့လူပြက်လဲအိုက်လူစီကိုထွက်သွားတော့တယ်ကာဟွန်တီးနေတဲ့သူကတော့ဂရုံနဲ့လုံးပေါက်ကိုင်းပဲဖြစ်ပြီးဂရုံဖုံးစပ်ပြီးဘာမှပြန်မပြောပဲချသွားတာမို့စိတ်ပူပြီးလိုက်လာရကနေအိမ်ထဲကိုရောက်လာခဲ့တယ်အဲ့နောက်ကျမ်းပြမှာတစက်စက်ကြားနေတဲ့တွေးတွေကိုတွေးတာနဲ့တွေးတွေနောက်စန်တဝါဝါနဲ့ရှောက်လာနေတော့ဘုံမယုတ်လေးတယောက်ကိုတွေးလို့ကင်ကြီးနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအနောက်ကနေလူပြက်ပေါ်လာပြီးတစ်ဖက်ကဓာတ်တုံနဲ့ခေါင်းတက်တက်ကိုထိုးချလို့တစ်ဖက်ကဓာတ်ရှင်နဲ့လေဝင်းကိုတီကနဲနေအောင်ဖျက်ပစ်ပြီးခေါင်းပြက်ကြီးကိုဘောလုံးကန့်သလိုကန်ထဲလိုက်ပါတယ် တစ်ဖက်မှာလည်းဗစ်တိုးရီးယားကလူပြတ်ထွက်သွားပြီဆိုမှဗီဒီယိုထဲကနေထွက်လာခဲ့ပြီးစန်တာဝါဝါနဲ့ရှောက်လာခဲ့ရတာကနေကျမ်းမြစ်မှာကြာနေတဲ့ခေါင်းပြက်တွေလက်ပြက်တွေကိုသူရှောက်တဲ့လမ်းတိုင်းမှာတွေ့နေခဲ့ရတယ်။အဲလူကနေတနေရာရောက်တော့လွတ်နိုင်မဲ့အပေါက်ကိုရှာတွေ့သွားခဲ့ပြီးသွားတော့မဲ့အချိန်ကြာမှာနောက်ကနေလူပြတ်ပေါ်လာပြီးအသက်ရှူချက်သွားအောင်ပလတ်စတစ်ကြီးနဲ့မျက်နှာကိုတင်းတင်းကြပ်ကြပ်အုပ်ပြန်ပါတယ်။ ဗစ်တိုးရီးယားလည်းအသက်ရှူကျက်လာတာမို့ဗစက်နဲ့ကျွတ်ကျွတ်အိတ်ကိုကိုက်ဖောက်ပစ်လို့အသက်ကိုရအောင်ပြန်ရှူပြီးလူသွားချိန်မှာတော့အနားမှာတွေ့ရတဲ့တန်ချုံကြီးနဲ့လူပြည့်ရဲ့ခြေထောက်ကိုစိုက်ချလိုက်တယ်။လူပြည့်လည်းခြေထောက်နာသွားတာနဲ့ဘာမှပြန်မလုံနိုင်ချင်းဗစ်တိုးရီးယားကထွက်ပြေးသွားခဲ့ပြီးသူခုနကတွေ့ခဲ့တဲ့အပေါက်ကနေပဲအပေါက်ကိုတဆင်းချင်းတက်လို့တနည်းအားကိုရောက်လာခဲ့ပြန်ပါတယ်။အဲ့နေရာကတော့ဝမ်းနေချင်းတွေကိုရှာတွေ့မယ်။သူညမတာရာတည်နေတဲ့နေရာဖြစ်တာမို့ဗစ်တိုးရီးယားလည်းသူညမကိုကြည့်ပြီးကြည်ကွဲဆောင်ငုံနေတော့အနောက်ကနေလူပြည့်ထက်ရောက်လာပြီးကျိုးနဲ့ချီထားတဲ့ကက်ကြီးကြီးနဲ့လွှဲလွှဲပြီးရိုက်ပါတော့တယ်။ တို့ရီကလည်းနာလွန်းတာကြောင့်ဘာမှတော့ပြန်မလုံနိုင်ပဲစိမ့်စိမ့်နဲ့ခံနေရခြင်းရှေ့ကအမဲသားကိုမြင်ပြီးငငန်းတက်နေတဲ့လူပြက်ကတော့အနောက်ကဝင်းရင်တော့ကိုမမြင်ပဲဖြစ်နေတာမို့သူနဲ့ရိုက်ခံရပြီးမတည်ခဲ့တဲ့ကဒုံရဲ့ရိုက်တာမှခံလိုက်ရပြီတတိမိသွားခဲ့တယ်အဲ့နောက်တော့ကဒုံကသူထွက်လန်းသိတာမို့လိုက်ပို့ပေးမယ်ဆိုပြီးဗီတိုရီယာကိုဆွဲခေါ်သွားတာနဲ့ဗီတိုရီယာလည်းရုပ်ကြိုးပြက်လို့ကဒုံနောက်ကနေပါသွားတော့တယ် ဗစ်တိုရီးယားရဲ့စိတ်ကတော့သူမြင်ခဲ့ရတာတွေသူကိုယ်တိုင်ကြုံခဲ့ရတာတွေကြောင့်ပုံမှန်ထပ်ပို့ပြီးကြောင်ချောက်ချားဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကတုံးကဖုံးကိုတွေ့တာနဲ့ချက်ချင်းပဲရဲလွတ်ပေးဖို့နဲ့စေဝါအကူအညီလိုအပ်တဲ့အကြောင်းရဲစခန်းကိုဖုံးဆက်ပြီးပြောနေခဲ့တယ်။ဒါကိုတစ်ဖက်ကဖုံးကိုင်တဲ့ရဲမေကမယုံသင်္ကန်းနဲ့စစ်စစ်ပေါက်ပေါက်တွေမေးနေတာမို့စိတ်တူပြီးပြောထားတာကယူခဲ့ဖို့ပြောရင်ဖုံးကိုချပစ်လိုက်တယ်။ အဲ့နောက်တော့ထွက်ပေါက်စီကိုခေါ်လာခဲ့ရကနဲ့ထွက်ပေါက်တကားကိုတန်ညိုးတွေနဲ့ချိန်ပြီးတော့ခတ်ထားတာမို့ကရုံးလဲသူမရှိတဲ့စပင်ကိုစိတ်ကုံတာနဲ့ကုတ်ပစ်လိုက်ပြီးတော့ကိုအသေးသန်လိုက်ချတော့တယ်။အဲ့ဒီချိန်မှာပဲတတိပြန်ရလာတဲ့လူပြက်ကသူ့နောက်ကနေဝိပ်ပါတဲ့ပစ္စည်းတစ်ခုကိုယူလာပြီးသူ့ကိုအဲ့ပစ္စည်းနဲ့ပိတ်ရိုက်ပစ်လို့လဲကျသွားချိန်မှာတော့အဲ့ပစ္စည်းနဲ့ပဲကိစ္စရှော့ပစ်လိုက်တယ်။ဒါကိုမြင်နေရတဲ့ဗီတိုရီယာကတော့တော်ပါတော့လို့ပြောပေမဲ့လဲတော်မှမဟုတ်တာကိုသိနေတာနဲ့သူမှလဲတန်ညိုးခတ်ထားတဲ့တကားကိုပဲအသက်ရှင်မှုတစ်ခုသီးသောနည်းဖြစ်တာမို့စိတ်အားထက်သန်သွားနဲ့ဖွင့်နေခဲ့တယ်။ အဲ့လိုကလည်းတကားပွင့်သွားချိန်မှာတော့အနောက်ကနေလူပြက်ကသူ့ကိုလဲပင်းညစ်ထားတာမို့ဗီတိုရီယာလည်းအသေးနဲ့ယုံနေခဲ့ပြီနောက်ဆုံးမှာတော့ယုံမရတာနဲ့လူပြက်ရဲ့မျက်လုံးကိုလက်နဲ့ထိုးထဲလိုက်တော့တယ်အဲ့တော့မှသူ့ထိရင်နာတတ်တဲ့လူပြက်လည်းဗီတိုရီယာကိုလွှတ်ပေးသလိုဖြစ်သွားတာနဲ့ဗီတိုရီယာလည်းခြေထောနဲ့ထောနဲ့နဲ့ထွက်ပြေးပါတယ်အဲ့လိုကနေနောက်ထပ်တကားတစ်ခုကိုဖျက်ပြီးတဲ့အချိန်မှာတော့လူပြက်ကနောက်ကနေပေါ်လာပြီးသပင်ကိုဆောင်ဆွဲတာမို့သူမလည်းအတင်းတွေယုံပြီးလုံအောင်လုပ်ရပြန်တယ် ဒါကြောင့်သူမရဲ့စပင်တချို့ကတော့လူပြက်စီကိုပါသွားခဲ့ပြီ။သူမကတော့လွတ်သွားခဲ့တာမို့တပြင်းချနေတော့ရဲကအတန်နဲ့ကားတစီသူရှိတဲ့စီကိုလာတာနဲ့သူမလည်းစိတ်အားတက်ကြွသွားတယ်။ဒါနဲ့သူမရှိကြောင်ပြောဖို့အနီးကပ်သွားကြည့်ချိန်မှာတော့လူပြက်ကကားနဲ့သူမရှိတဲ့နေရာအတွင်းကိုကာထားတဲ့တကားကိုဖြတ်ပြီးဝင်ချလာပါတယ်။ဒါကြောင့်သူမလည်းကားနဲ့တိုက်မိပြီးလဲကျသွားတာမို့လူပြက်လည်းကားပေါ်ကနေဆင်းလာပြီးသူမရဲ့မျက်နှာကိုစားသုံးနေတော့အဲ့တော့မှရဲနှစ်ယောက်ရောက်လာပြီးလူပြက်ကိုတန်းတန်းနဲ့ချိန်ထားလိုက်ကြတယ် အဲ့လိုကနေလူပြက်ကလည်းလက်မြောက်ထားလိုက်ရပြီမတိမတာနဲ့သူ့ချက်ောက်ကြားမှာဖွက်ထားတဲ့တနတ်ကိုယူလို့ရဲကိုပြစ်မဲ့လို့လို့နဲ့သူ့ကိုသူပြစ်ပြီးအဆုံးသက်သွားခဲ့တော့တယ်ဒါကြောင့်ရဲတွေလည်းကိစ္စပြီးပြီဆိုပြီးသူတို့လုံးဆရာမရှိတော့တာနဲ့ရင်ခွဲရုံကိုအလောင်းတွေပို့ခဲ့ပါတယ်ရင်ခွဲရုံကဆရာဝန်ကတော့ဒီအလောင်းတွေကိုတတ်တဲ့တရားခံကိုမိလားမေးတာနဲ့ရဲတယောက်ကလူသက်သမားအလောင်းလဲပါတယ်လို့ပြောပြီးမျက်လုံးနဲ့ထိုးပြသွားခဲ့တယ်အဲ့တော့ရဲတွေထွက်သွားကြပြီဆရာဝန်တယောက်ထဲကြံ့နေခဲ့ချိန်မှာတော့ဆရာဝန်ကလူပြက်လောင်းရှိနေတဲ့လောင်းအိတ်ကစစ်ကိုဖြွင့်လိုက်တယ် အဲ့ဒီမှာတော့သူ့ကိုသွားကြည့်ဖြီးဖြီးကြည့်နေတဲ့လူပြက်ကိုတွေးလိုက်ရတာမို့အလောင်းတော်တော်တော်ကြောက်စရာကောင်းပါလားလို့တွေးနေမိပါတယ်။အဲ့ဒီချိန်မှာပဲအခန်းထဲမှာရှိတဲ့မီးတွေကကလပ်ကိုရောက်သွားသလိုမှိတ်တုံမှိတ်တုံဖြစ်လာတာနဲ့ဆရာဝန်နဲ့အလောင်းကိုကြောပေးပြီးမီးတွေကိုကြည့်ရင်ထူးဆန်းစွာနဲ့ဇဝေဇဝါဖြစ်နေခဲ့တယ်။အဲနောက်တော့လေသူကနဲ့သူပုံမှန်ပြန်ဖြစ်သွားတာမို့ဆရာဝန်နဲ့ထွေထွေထူးထူးမဟုတ်ဘူးဆိုပြီးအလောင်းဘက်ကိုပြန်လှည့်မှာတော့တင်းနေပြီဆိုပြီးရောက်လာတဲ့လူပြက်ရဲ့အလောင်းကြီးကရုတ်တရက်ထလာပြီးဆရာဝန်ရဲ့လေပင်ကိုရုံမြအောင်ညှစ်ပြီးတတ်ပစ်လိုက်ပါတော့တယ်။ တနေ့ကြာမှာတော့တဦးသီးသောအသက်ရှင်ကျန်ရည်သူဖြစ်တဲ့ဗီတိုးရီးယားကမျက်နှာကအစားခံလာရတာကြောင့်လူရုပ်တောင်မပေါ်တော့တာကိုတွေ့ရပြီးဇလန်းလေးလက်ဆုံးသက်သွားပါတယ်။အဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။